မင်္ဂလာပါဒီနေ့ဗီဒီယိုကတော့ crypto trading course ရဲ့ episode 4ကိုရောက်လာပြီပေါ့နော်ဒီတစ်ခါမှာကတော့ beginner အတွက် market မနေသိထားတဲ့အချက်တွေကို အတက်နိုင်ဆုံးအလွယ်ဆုံးဖြစ်အောင်ရှင်းပြပေးသွားမှာပါဆိုတော့ lesson လေးကိုစရပေါ့ပထမအဆုံးအနေနဲ့ crypto မှာ trading ကျောင်းဝယ်တာနဲ့ investing ရှင်းနှိမ့်နှံတာဆိုပြီးတော့နှစ်မျိုးရှိရပေါ့နော်ဆိုတော့ကိုကဒီနှစ်ခုမှာဖိဟကိုပို့ပြီးတော့လှုပ်မာတယ်ဆိုတာပေါ့အရင်ဆုံးဆုံးဖြတ်ဖို့လိုပါတယ် trading လုပ်တယ်ဆိုတော့ကရှီတူရှောင်းဝယ်တာဖြစ်တယ်ပေါ့နော်ဈေးကွက်ထဲမှာခဏလေးအတွင်းဖြစ်နေတဲ့ဈေးနှုန်းအတက်အကျတွေပေါ်မူတည်ပြီးတော့အမြတ်ထုတ်တာ trader တွေကနိုင်ပိုင်းရပိုင်းလေးအတွင်းမှာ coin တွေကိုဝယ်လိုက်ရှောင်းလိုက်လုပ်ပြီးတော့အမြတ်အစွန်နည်းနည်းဈေးကိုအခြေအနေများရှုကြတာဖြစ်တယ် chart day trend တွေကိုအဆက်မပြတ်ကြည့်ပြီးတော့အလုပ်များတဲ့ပုံစံမျိုးဖြစ်ပါတယ်ပြင်းပြင်းဆန်ဆန်ဈေးကွက်ထဲကိုဝင်ထွက်လုပ်ဆင်တဲ့သူတွေအတွက်ကိုတင်တော်တွေပေါ့နော် investing ဆိုရဲရှိရှိရင်းနှီးမြှုပ်နှံတာကတော့ coin တစ်ခုကိုတခြားဘူး research လို့တခြားလေ့လာပြီးတော့ဒီဟာကတော့ကောင်းတယ်အနာဂတ်မှာတော့စီးတက်နိုင်တယ်ဆိုပြီးတော့ရှုံကြည့်တဲ့အတွက်ကြောင့်မို့လို့လာပေါင်းများစွာကမမဟုတ်နှစ်ပေါင်းများစွာ깟ထားတာကိုခေါ်ပါတယ်ရည်သူစီအတက်ကြရဖို့ဂယုမဆိုင်ဖဲနဲ့ခွာရဲ့တကယ်တန်ဖို့ဖန်တမန်တဲ့ကိုတက်လာမယ့်အချိန်ကိုစောင့်တာပါဈေးခွက်ထဲမှာတော့ဒါကို HOTL ဟိုးလုပ်တယ်လို့ခေါ်ကြပါရဲ့ ဒီ hose ora က crypto locker ရဲ့မှာရေပန်းစားရဲ့ slam တမျိုးပေါ့နော်အတိပဲက hold on for dear life အတန်းနေရှင်ပြီးတော့ဒီခွန်ကိုကင်ထားရဲ့ဒီခွန်ကိုရုံရှိရဲ့ဆိုရဲအတိပဲဖြစ်ပါတယ်ဆိုတော့ကိုက trading ကို အားစိတ်မှလား investing ကိုအားစိတ်မှလားဆိုတာကိုဒီလားဆုံးဖြတ်ထားဖို့လိုအပ်ပါတယ်ဟုတ်ပြီကိုစီမား decision တခုခုရလာပြီပေါ့နော်ကိုရဲ့ decision ကဘာပဲဖြစ်ဖြစ် trading ကိုပဲအားစိုက်စိုက် investing ကိုပဲအားစိုက်စိုက်ဘာပဲလုပ်လို့ပေါ့နော်ဈေးကိုရဲ့အခြေအနေကိုနားလည်ဖို့လိုပါတယ် အခုအချိန်မှာဈေးကွက်ကဈေးတက်နေတဲ့ဘူးမားကယ်လာဒါမှမဟုတ်ဈေးရကျနေတဲ့ဘဲမားကယ်လာဆိုတာကိုသိရမယ်ပေါ့နော်ဒီမားကတ်နှစ်ခုကိုနားလည်ထားမှပဲဖေးချိန်မှာဘာလို့သိနေဆိုတာကိုဆုံးဖြတ်ရပို့လွယ်ကူလာမှာပါဒီနေရာမှာဘူးမားကတ်ဘေးမားကတ်လို့ဘာဖြစ်လို့ခေါ်ရလဲဆိုတော့ဘုဟုတ္တရာပြောပြချင်ပါတယ် ဘူးဆိုရယ်နွားရိုင်းကြီးတွေကသူတိုက်ခိုက်တယ်ဆိုလို့ရှိရင်ဒီအောက်ကနေပြီးတော့အပေါ်ကိုဥကြွေးရင်းနဲ့ပင့်တင်ပြီးတော့ခတ်တဲ့ပုံစံမျိုးနဲ့တိုက်ခိုက်တယ်ပေါ့နော်အဲ့တို့ကြောင့်မို့လို့ဒီ market တွေမှာဈေးတွေကအောက်ရောက်နေရကနေပြီးတော့အပေါ်ပိုထိုးတက်တယ်ဆိုရင်ခုနကဒီပင့်တင်ပြီးတော့ခတ်တဲ့သဘောတရားနဲ့သူ့နေရဲ့အတွက်ကြောင့်မလို့ဒါကိုပူမာကယ်လို့ခေါ်ရဖြစ်ပါတယ်။ bear market ကကြတော့ဝန်ဝန်ကြီးကသူတို့တိုက်ခိုက်တဲ့အခါမှာသူတို့လက်ကြီးကိုမျှောက်ပြီးတော့လက်သေးနဲ့ ပုတ်ပြီးတော့ဘောနော်နေတဲ့နဲ့ကုတ်ပြီးတော့တိုက်ခိုက်ပတ်တ်ပါတယ်ဆိုတော့ဒီအပေါ်ကနေအောက်ကိုရိုက်ချလိုက်တဲ့သဘောဖြစ်တဲ့တို့ကြောင့်မို့လို့ market ထဲမှာဈေးတွေကအပေါ်ရောက်နေရဲ့နေရာကနေအောက်ကိုထိုးကြသွားတဲ့စီကွက်အခြေအနေမျိုးကို bear market ဆိုပြီးတော့ခေါ်ကြတာဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုးဈေးအတက်အကျတွေဟိုဘာတွေကခက်စီရလဲပေါ့နော် ရှိစီရဲ့အကြောင်းရင်းတွေထဲမှာမာတကယ့်ကိုအခြေခံကြတဲ့အထက်ပြင်စင်ကတော့ supply ရှောင်းလိုအားနဲ့ demand ဝယ်သူအားပါပဲ။ဒါအရင်ရိုးရှင်းနေပေါ့နော်ဈေးကွက်ထဲမှာရှောင်းမဲ့သူတွေအရင်များနေရဲ့ဒါပေမဲ့ဝယ်မဲ့သူမရှိဘူးဆိုလို့ရှိရင်ဘယ်ဟာမှစူးစေးကြရဲ။အဲ့လိုပဲပေါ့နော်ဒီဝယ်မဲ့သူကအရင်များနေပြီးတော့ ရောင်းမဲ့သူပါနေနေရဆိုလို့ရှိရင်ဈေးတွေကတက်လာတဲ့တဲ့အဲ့တည်းကြောင့်မလို့ခရစ်တိုမှလည်းဝယ်လူအားရောင်းလူအားမမျှရတဲ့အခါမှာဈေးအတက်ကြတွေကဖြစ်ပေါ်လာတာဖြစ်ပါတယ် supply နဲ့ demand မမျှတာကအချိန်ကာလတစ်ခုအထိကိုကြာသွားပြီဆိုလို့ရှိရင်တော့ခုနကပြောခဲ့တဲ့ bull market ဈေးတွေစတိုက်တက်နေတဲ့ market bear market ဈေးတွေစတိုက်ကျနေတဲ့ market ဆိုပြီးတော့ market အခြေအနေအကြီးစားအခြေအနေတွေအထိပိုဖြစ်လာပါတယ် ဟုတ်ပြီကိုက market အခြေအနေနဲ့တည်ပြီဆိုရင် trading လုပ်တော့မယ်ပေါ့ trading လုပ်မယ်ဆိုလို့ရှိရင်ဒီ trading လုပ်တဲ့ပုံစံမှာမူတည်ပြီးတော့ trading အမျိုးအစားတွေလည်းအများကြီးရှိပါသေးတယ်ဆိုတော့ကိုနဲ့ဘယ် trading အမျိုးအစားကကိုက်မလဲဆိုတော့ကိုရွှေနိုင်မှုအတွက် trading အမျိုးအစားတွေပို့ separation ပြပါမယ် ပထမဆုံး trading အမျိုးအစားကတော့ scalping လို့ခေါ်ရပါတော့။ဒါကဒီ second by minute by လေးအသွင်းပါတယ်။အရှမ်းမြန်မြန်ပေါ့နော်။ trade တွေကိုအဝင်ထွက်လုပ်ပြီးတော့အမျက်သေးသေးလေးတွေကိုအချိန်များများယူလာပါ။ဒီနေ့ကိုအချိန်ရှာနဲ့ခြေပြီးတော့ trade လုပ်ရပါတယ်။ဒီ trading အမျိုးအစားက beginner အတွက်ကိုမတင့်တော်စွာ trading အမျိုးအစားဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အချိန်ခဏလေးအသွင်းပါတယ်။ decision ချနိုင်မှုအတွက် chart တွေပို့ မျက်ခြေမပြတ်တစ်ချိန်လုံးကြီးကြည့်နေရတယ်။အဲ့ဒီကြောင့်မို့လို့စိတ်ဖိစီးမှုအရှမ်းများပါတယ်။အဲ့တော့မို့လို့ market ကို trading ကိုအခုမှစပြီးနားလျောင်လေးလာနေရတဲ့ beginner တွေအတွက်အကျိုးလည်းမရှိသလိုဒီဟာကိုတွားလို့မြင်ရဆိုလို့ရှိရင်စိတ်ဖိစီးပြီးတော့အရှုံးတွေအများကြီးကြုံတွေ့နိုင်တယ်ပေါ့နော်ဆိုတော့ beginner solution တော့ဒီ trading အမျိုးအစားကိုလုံးဝမစံချည်သင့်ပါဘူးဆိုတော့နောက်ထပ် trading အမျိုးအစားကတော့ day trading မှာဒါကတော့နာမည်အတိုင်းပဲတနေ့တာအတွင်းမှာပဲ trade တွေကိုဝင်နေပေါ့เนาะည8လောကမကင်ပါဘူးဒါက crypto trade ပူးတဲ့သူတွေဆိုလို့ရှင်နားလဲပေါ့เนาะ beginner ဘဝမှာဒီ trade တစ်ခုကိုဖွင့်ထားလိုက်ရင်ဒီ trade ကိုမပိတ်မချင်းပေါ့เนาะသွားလေးဒီစိတ်စားလေးဒီစိတ်နဲ့ဘလို့မှစိတ်မဖြောင့်ဘူးအဲ့တည်းကြောင့်မလို့ည8တဲ့အချိန်မှာဖွင့်ထားမိရင်ပိုဆိုးရယ်ညာအိမ်မပြောဘူးဒါကြီးကိုပဲတစ်ချိန်လုံးထိုင်ကြည့်ချင်နေတယ် တခါတလေဆိုလို့ရှိရင်ဒီညတရေနိုးလာရင်တော့မပေါ့နော်ဖုန်းကောက်ကင်ပြီးတော့ထားကိုကြည်နေမိတတ်တယ်ပေါ့နော်အဲ့တကြောင့်မလို့ညအဲ့ဒီ routine ကိုအရင်ပြတ်တယ်အေးမွားတဲ့တကြောင့်မလို့နောက်နေ့မှ straight one နဲ့ဆိုလို့ရှိရင် decision အမားရလုံးမိတတ်တယ်ပေါ့နော်အဲ့တကြောင့်မလို့ဒီညကိုကောင်းကောင်း h နဲ့စိတ်မရှုပ်ချင်တဲ့ trader ဆိုလို့ရှိရင် day trading ကိုရွေးကြပါတယ်။ဒါကခုနကပြောခဲ့တဲ့ scalping ထက်စာလို့ရှိရင် beginner တွေအတွက်ကိုပို့ပြီးတော့ တင့်တော်ရေပေါ့နော်နောက်တစ်မျိုးကတော့ swing trading swing trading ကကြတော့ဒီ trade တစ်ခုပေါ်ရက်အနည်းငယ်ဒါမှမဟုတ်ဒီရက်သက်တစ်ပတ်နည်းနည်းလောက်ထိပေါ့နော်ခြင်ထားပြီးတော့ဈေးကွက်ရဲ့ line swing တစ်ခုစာကိုအငြင်းယူလာပါ ဒါကဒီ scalping နဲ့ day trading လောက်အချိန်တိုင်းဈေးဝက်ကိုစောင့်ကြည့်နေကြရမလို့ဘူးပေါ့နော်။တခါဈေးခွက်ကြည့်ထားပြီးသွားလို့ရှိရင်ရသက်တစ်ပတ်နည်းနည်းလောက်ထိက ထားလိုက်လို့ရပြီပေါ့နော်။အဲ့တကြောင့်မလို့ကို့အတွက် decision ချဖို့ပို့ပြီးတော့အချိန်ရရဲ market ကိုလေးလာဖို့ပို့ပြီးတော့အချိန်ရရဲကိုကအချိန်ပေးရတဲ့အတွက်ကြောင့်မလို့ market ကလာနေတဲ့ market ကကို့ကိုပေးနေတဲ့ information တွေကိုလည်းကိုကပို့ပြီးရရဲပေါ့နော်။ဒါတွေကကို decision ချတဲ့နေရာမှာအများကြီးထောက်ကူပြုပါတယ်။ ဟုတ်ပြီအခုပြောခဲ့တာက trading အမျိုးအစားတွေဖြစ်ပါတယ်ဆိုတော့ trading လုပ်တဲ့နေရာမှာတကယ်ကိုအရှိကြီးတဲ့အရာတစ်ခုအကြောင်းကိုဆက်ပြီးတော့ပြောပါမယ်အဲ့ဒါကတော့ trading bear ပါ trading pill ဆိုတာကကိုက bear crypto ကို bear crypto နဲ့ trade မယ်ဆိုပြီးတော့သတ်မှတ်ရတဲ့အတွဲလေးတွေကိုခေါ်တာဖြစ်ပါတယ်အခုဒီမှာကြည့်မယ်ဆိုလို့ရှိရင် BTC ပြီးရင်နောက်မှာ USDT ဆိုရယ် pair လေးရှိပါတယ်။ဒါကဘာကိုဆိုလိုရလဲဆိုလို့ရှိရင် Bitcoin ကို USDT နဲ့ ဝယ်ခြင်းနဲ့ရောင်းခြင်းနဲ့ trade မယ်လို့ဆိုလိုတာဖြစ်ပါတယ် BTC USDT equal to သသိန်းလို့ပြထားရင် Bitcoin တစ်ခွင်ကို USDT သသိန်းနဲ့ညီမျှတယ်လို့အဓိပ္ပာယ်ရပါတယ်။ဒီ trading parity မှာအရှေ့မှာရှိတဲ့ crypto ကို base currency လို့ခေါ်ပြီးတော့အနောက်မှာရှိတဲ့ crypto ကိုတော့ cold currency လို့ခေါ်ရပါတော့။ဒါလို့ဆိုရင်တော့ trading pair ဆိုတာဘာလဲဘယ်လိုမျိုးဖတ်ရမလဲဆိုတော့ကိုနားလည်သားလိုက်မယ်လို့ပြောလင်ပါတယ်။ နောက်ထပ်ရှင်းပြမှာက crypto coin တခုက invest လုပ်ဖို့အတွက်ဘလောက်ထိ risk အန္တရာယ်များလဲပြီးတော့ manipulate ပေါ့နော်ဈေးကွက်ကိုခြေလှယ်လို့ဘလောက်ထိလွယ်လဲဆိုတာကိုတိုင်းတာလို့ရတယ်။ဘယ်ရာတခုအကြောင်းကိုပြောပြပါမယ်။အဲ့ဒါကတော့ market cap ပါ။ market cap ဆိုတာက market capitalization ရဲ့အတူပေါ့ပါ။ဆိုလိုတာကဈေးကွက်ထဲမှာလဲပတ်နေတဲ့ coin ရဲ့စုစုပေါင်းတန်ဖိုးကိုခေါ်တာပါ။ စေကွက်တစ်ခုလုံးမှာရှိနေတဲ့ဒီကွာရဲ့စုစုပေါင်းတံပိုးကအရန်နေနေရင်အဲ့ဒီကွာကိုသူတယောက်ဒါမှမဟုတ်အခွဲစည်းတစ်ခုပါလိုအပ်တယ်လို့ခြေလဲဖို့အရန်လွယ်ရယ်။ဥပမာပေးရရင်ကွာတစ်ခုရဲ့ market cap က3000ပဲရှိရယ်။အဲ့ဒီတင်းတထလူတစုက3500ဘောသူဝယ်ထားရပေါ့နော်တဝက်လောက်ကိုသူဝယ်ထားလိုက်တယ်အဲ့လိုဝယ်လိုက်တဲ့အခါမှာဈေးကွက်ထင်မှာ demand တွေကရုပ်တရက်တိုးသွားပြီးတော့ဈေးကြီးကထိုးတက်တယ်အဲ့ချိန်မှာကျန်တဲ့3500ဘောကို ဒီတိ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 လေးပေါ့နော်အကောင်တော့လိုက်ဝယ်ချရဲလိုက်ဝယ်ချရဲခါမှာဒီ market ထဲမှာ acquiring ကတိကြီးတက်နေရပေါ့အဲ့ချိန်မှာဈေးအမြင့်မှရောက်သွားရင် ခုနကသိန်း900ပေါ့ဒီ coin ရဲ့ market cap တော့လာကိုဝယ်ထားတဲ့သူကသာပြန်ပြီးတော့အကောင်လုံးကိုထုတ်ရောင်းလိုက်ရင်ဈေးကွက်ထဲမှာ supply ပေါ့နော်။ရှောင်းလူဝါရီအရင်များတော့ဖြစ်တဲ့အတွက်ကြောင့်မလို့ရုပ်တရက်ထီစီထိုးချသားလိမ့်မယ်။အဲ့လိုဆိုလို့ရှိရင် ခုနကဈေးတက်ပါတယ်ဆိုပြီးတော့ live ဝယ်ထားတဲ့သူတွေကဆုံးရှုံးသွားရပေါ့နော်။ တကယ်အမြတ်ထွက်တဲ့သူကစတီကွိုင်ယန့်ဇီနုံကိုမှတ်နေပလိတ်ပေါ့နော်ခြေလေသွားတဲ့သူကအမြတ်ထွက်ကြတာဖြစ်တယ်ဆိုတော့ဒါကိုနားလည်ပြီဆိုလို့ရှိရင် market cap ဒါဘာဖြစ်လို့အရေးကြီးရလဲဆိုတော့ကိုဒီသားလေးမှလို့မျှလဲပါတယ်ဆိုတော့ဒီ market cap ကိုဘယ်လိုမျိုးတွေ့ရမလဲဆိုရယ် formula လေးကိုကြည့်ရအောင်ပါ market cap ကိုလို့ရှိနေဆိုလို့ရှိရင်လက်ရှိကွိုင်ယန့်ပေါင်စည်းနဲ့ဈေးကွက်ထဲမှာရှိနေတဲ့ လေပတ်နေတဲ့ coin ဟီအတွက်ဒါကို circulating supply လို့ခေါ်ပါရင်အဲ့အရေးအတွက်ကိုမြှောက်လိုက်ရင် market cap ကိုရပါတယ်။အခုလက်ရှိ bitcoin ရဲ့ market cap ဆိုလို့ရှိရင်2 trillion တော့ကျော်ရပေါ့နော်။အဲ့လိုများတဲ့ market cap ကြီးကိုကြတော့လူတစ်ယောက်ထဲအခွင့်အရေးတစ်ခုရေက manipulate လို့ဖို့ဆိုတာကအရှမ်းခက်တယ်။ဆိုတော့ဒီ coin တွေကဈေးတုန်းကတင်းနေနေပြီးတော့ရခုနကောက်လိုမျိုးအာရှိမှာပြောခဲ့ပြဿနာလိုမျိုးမရှိတော့ဘူးပေါ့နော်။အကယ်၍သာ coin တစ်ခုက market cap နဲ့နေမယ်ဆိုလို့ရှိရင်တော့ခုနကပြောခဲ့တဲ့ပြဿနာတွေကိုကျောင်းအောင်မှာဖြစ်ပါတယ်။ဆိုတော့ကိုက coin တစ်ခုကို invest လုပ်တော့မယ်ဆိုလို့ရှိရင် market cap ဆိုရပါလေထည့်စင်စားဖို့လိုပါတယ်။နောက်ထပ်ထည့်စင်စားရမယ့်အချက်က liquidity ကောင်းဖို့ပါ။ liquidity ဆိုတာကကိုက coin တစ်ခုကိုဝယ်ခြင်းရောင်းခြင်းတဲ့အခါမှာအလွယ်တကူဝယ်လို့ရလားဆိုတာကို တိုင်းတာဖြစ်ပါတယ်။ liquidity မြင့်တယ်ဆိုတာကဝယ်သူရောရောင်းသူရောအများကြီးရှိနေလို့ကိုအချိန်မီရေလူတလောက်ရောင်းဝယ်နိုင်တာဖြစ်ပါတယ်။ဈေးနှုန်းကတည်နေနေ liquidity နေညာကကြတော့ကိုကရောင်းသူဝယ်သူအရန်နေနေရထွက်ကြောင်းမလို့ကိုအများကြီးဝယ်လိုက်တာနဲ့ဈေးကထောင်ပြတ်သွားတယ်။ရောင်းလိုက်တာနဲ့ဈေးကထိုးချသွားနိုင်တယ်။ တခါတလေကိုရှောင်းစင်တဲ့အချိန်မှာဝယ်သူမရှိတာမျိုးတော့ဖြစ်တတ်တဲ့ပုံတော့ဆိုတော့ beginner တယောက်အနေနဲ့တည်းမဟုတ်ဘူး crypto trader တွေကဒီ liquidity ငင်းတဲ့ coin အကြီးတွေကို trader တွေအသုံးရတဲ့ exchange တွေပုံမှာအဓိကထားပြီးတော့ရှောင်းဝယ်ရတာပို့ပြီးတော့စိတ်ချရပါတယ်အရှိမပြောရဲ market cap ရော အခုပြောရဲ liquidity ရောကို crypto exchange တွေပုံမှာအလွယ်တကူပဲသွားကြည့်လို့ရရပေါ့နော် ဆိုတော့ exchange တွေအကြောင်းပါလာပြီဆိုတော့ exchange တွေရဲ့အမျိုးအစားတွေကိုဆက်ပြီးတော့ရှင်းပြပါမယ် exchange တွေမှာဆိုလို့ရှင်ရဲ့အမျိုးအစားနှစ်မျိုးရှိရပါတော့ပထမတစ်ခုက centralized exchange CEA တို့ခေါ်ရင်ဒါကဘာရင်းနဲ့တူလဲဆိုရင်အပြင်ကဘဏ်နေနဲ့တူရယ်ကိုက crypto တွေကိုဝယ်တာရောင်းတာဖလွေးတာသုံးတာသာသဖြင့်လုပ်တယ်ဆိုလို့ရှင်ရဲ့သူကခြားခန့်အနေနဲ့ပေါ့နော်ဆောင်ရွက်ပေးတယ် သူမှဘာရီကောင်းစုရှိတဲ့ဆိုရင်300တာအရန်တွေ့တယ်။မြန်နေပြီးရင်တခုခုပြဿနာဖြစ်ရင် customer support ရှိရယ်။ပြီးရင်ဒီဖန်နေကနေပြီးတော့ပတ်စံတိုက်ရိုက် flow ပြီးတော့ crypto ဝယ်လို့ရတယ်။ပြီးတော့ဒီလိုမျိုး exchange တွေက user တွေအတွက်ကို give away တွေခဏခဏလုပ်တဲ့လောက်ခရှိရယ်ပေါ့နော်။ နောက်တစ်ချက်ကတော့ဒီလိုမျိုး exchange တွေမှာ account ဖွင့်မယ်ဆိုလို့ရှိရင် KYC know your customer လို့ query process တခုကိုလုပ်ရတယ်။အဲ့ process ကလူတယောက်ကို IT ပေါ့နော်သူရဲ့ဒီကိုယ်ရေးအချက်အလက်တွေကိုစစ်နိုင်ဖို့အတွက်မှတ်ပုံတင်အာရင်မောင်းလိုင်စင် passport sorry ID card တွေကိုပြရတယ်။ ID ကအစစ်တွေကိုပြရတယ်ပြီးရင်ဒီကိုရဲ့မျက်နှာပေါ်ပေါ့နော်ကင်မရာနဲ့ live scan လုပ်ပြီးတော့သိကြပြီဆိုတော့မှ account ပေးဖွင့်တဲ့ process ကိုဆိုလို့ရအဲဒီ process ကိုအောင်းမှာပဲသူတယောက်ကို account တစ်ခုလုံးနဲ့ဖွင့်ရတယ်ဆိုတော့ security ဘိုင်းမှာအဲ့လိုမျိုးရှိရပေါ့နော်ဒါကသူရဲ့ကောင်းတဲ့အချက်တွေမကောင်းတဲ့အချက်ကတော့သူကဒီ အာဂျားရဲကဂျားခန်နေနဲ့ထိချုပ်ထားတဲ့သဘောဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုယ့်ရဲ့ crypto တွေကိုသူ့ရဲ့ exchange တွေပေါ်မှာတင်ထားရတယ်ဒီ wallet တွေတဲ့ကိုမပြောင်းထားသေးရပေါ့နော်ဆိုတော့ဒီ exchange သာ hack ခံရတာပဲဖြစ်ဖြစ်တခြားပြဿနာတစ်ခုခုဖြစ်တာပဲဖြစ်ဖြစ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ crypto တွေကိုဆောင်ရှောက်သွားနိုင်တယ်အဲ့ဒီတစ်ချက်ကတော်တော်လေးကိုအာကြီးမားတဲ့တစ်ချက်လို့ပြောလို့ရရပေါ့နော်ဆိုတော့နောက်ထပ် exchange အမျိုးအစားကတော့ decentralized exchange DEX လို့ခေါ်တယ် ဒါကိုကြတော့ဘာနဲ့တူရလို့နှာရမလဲဆိုရင်ပွဲစားမပါရဲပွဲစားတန်းနဲ့တူရယ်။ရောင်းသူနဲ့ဝယ်သူတိုက်ရိုက်တွေ့ပြီးရောအရောင်းဝယ်တွေဖြစ်တာကိုယ့်ရဲ့ဒီ crypto wallet နဲ့ပေါ့နော်ကိုယ့်ရဲ့ကိုယ့်ဝ wallet နဲ့ချိန်ပြီးရောတိုက်ရိုက်ရောင်းဝယ်ရတာမို့လို့ကိုယ့်ရဲ့ crypto ကိုကိုကိုရိုင်းကပဲအကြီးဝထိန်းဆုပ်နိုင်တယ်။ ဆိုတော့ကိုတော့နေရဲ့အချိန်ကပါဝဲဖြစ်ဖြစ်ကိုနဲ့မဆိုင်ဘူးကိုရဲ့ crypto တွေကကိုနဲ့ပဲဆိုင်နေပုံတော့ဒါကသူရဲ့ကောင်းတဲ့အချက်ဖြစ်တယ်မကောင်းတဲ့အချက်ဆိုလို့ရှိရင်သူက300ရာနည်းနည်းလေးခတ်တယ်များသောအားဖြင့် KYC မလိုတတ်ဘူးပြီးတော့ရင်ဒီကိုရဲ့ crypto တွေကကိုရဲ့အပိုင်ပဲဖြစ်တဲ့အတွက်ကြောင့်မလို့တခုခုပြဿနာဖြစ်ခဲ့လို့ရှိရင်သွားပြီးရောအခုညီ down လေးရတဲ့ customer support မရှိဘူးပေါ့နော် ဆိုတော့ beginner တယောက်အနေနဲ့ဒီအိတ်ဆွေးနှမျိုးကမှဆိုလို့ရှိရင်ပိုပြီး300ရလွယ်တယ်။ပြီးရင်တခုခုပြဿနာဖြစ်တဲ့ဆိုလို့ရှိရင်လည်း customer support ရှိရယ် give away တွေခဏခဏရရယ်ဒီ centralized exchange တွေကပိုပြီးတော့တင်တော့ပါရယ်။ centralized exchange အများကြီးရှိရတဲ့ကမှ Binance ကကမ္ဘာ့မှာလူသုံးအများဆုံးနဲ့ function အဆုံဆုံး exchange တစ်ခုဖြစ်တဲ့မြန်မာနိုင်ငံမှာလည်းသူကသူသုံးအများဆုံးပဲပေါ့နော်။ ဒီမှာတခုရှိတာက Binance လိုမျိုးဒီ centralized a training မှာဆိုလို့ရှိရင် training လုပ်တဲ့အခါမှာဝင်ဆောင်ကအနေနဲ့သူတို့ကိုပတ်စံပေးရတယ်အဲ့ဒါကို trading fees လို့ခေါ်ရပါတော့ခဏခဏဒီပေါ်မှာဒီ trading နေလုပ်တယ်ဆိုလို့ရှိရင်ပေးရတဲ့ fees တွေကကြာရင်ထောင်းတယ်တော်တော်လေးကိုထောင်းတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မို့လို့အဲ့ဒီပေးရတဲ့ trading fees တွေရဲ့20%ကိုတသက်လုံး discount ရှာဖို့အတွက်ဒီ referral code တွေကိုသုံးပြီးတော့ Binance account ဖွင့်လို့ရပါတယ် ဲ့လိုမျိုး referral code သုံးတာက trading fees ပဲ discount ရတာလားဆိုတော့မဟုတ်ဘူးသူကအဲ့လိုမျိုးဖွင့်နေဆိုလို့ရှိရင်ဒီ crypto တွေအလကားပြန်ပေးရမျိုးတွေရှိရပေါ့နော်အဲ့ဒါအပြင်ကိုသုံးတဲ့ referral code ရဲ့ owner ကဒီသူ့ရဲ့ referral code user တွေအတွက်ဆိုပြီးအတီးတန် give away တွေပေးရင်တဲ့အဲ့ဒါတွေကိုလည်းထပ်ရရပေါ့နော်ဆိုတော့ Binance account ဖွင့်နေဆိုပြီးဒီတိုင်းယူယူကြီးကောက်ဖွင့်တာထက် referral code ကိုသုံးမျိုးဖွင့်တာကအများကြီးပိုကောင်းပါတယ် Gary Binance account ဖွင့်မယ်ဆိုလို့ရှိရင်အခုပြထားတဲ့ crypto make referral code ကိုသုံးပြီးတော့ဖွင့်လို့ရပါတယ် crypto make ကနေပြီးတော့လတိုင်း crypto make ကို user တွေတက်ကို giveaway ပေးနေရရှိပါတယ်ဆိုတော့ဒီနေ့ video ကတော့ဒီလောက်ပါပဲနောက်ထပ် video မှာကတော့ trading နဲ့ပတ်သက်ပြီးတော့မတိမဖြစ်အချက်တွေတွေမှာ channel သေးတဲ့အချက်တွေကိုဆက်ပြီးတော့ part 2အနေနဲ့ပြောသွားမှာဖြစ်ပါတယ် အကယ်၍ဒီနေ့ဗီဒီယိုထဲမှာပြောသွားတဲ့အချက်လက်တွေကကိုယ့်အတွက်အကျိုးရှိရဆိုလို့ရှိရင်ကိုလိုမျိုးပဲ crypto ကိုဒီလာနေတဲ့သူတွေထပ်ပြီးတော့ဒီလာနိုင်ဖို့အတွက်ဒီဗီဒီယိုလေးကို share ပေးသူရပါတယ်။အားလုံးပဲနောက်ထပ် lesson တွေမှာပြန်တွေ့ကြပါမယ်။